အင်ဒိုနီးရှားနိုင်ငံမှာတမရဗရာဘိုဆူဗီယန်တို့အာဏာရလာခဲ့တဲ့တနည်းပြနှစ်ပတ်လည်ဖြစ်တဲ့အောက်တိုဘာ20ရက်မှာ ကျောင်းသားတွေဥဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်လို့နီကီအေရှာကဖော်ပြခဲ့ပါတယ်။အင်ဒိုနီးရှားမှာအစိုးရရဲ့ပွင့်လင်းမြင်သာမှုနဲ့ပြည်သူတွေရဲ့စကားတံတွေကိုမျက်ကွယ်ပြုမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်အန်စူပူအုံကြောင်းမှုတွေဖြစ်ပွားခဲ့ပြီးနောက်နှစ်လအကြာမှာဂျာကာတာမြို့တော်မှာကျောင်းသားတွေဥဆောင်ကဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဘရာဘိုရဲ့အစိုးရအဖွဲ့အစည်းပြုလုပ်နေတဲ့တမရနန်းတော်အနီးမှာအဝါရောင်ဂျာကင်တွေဝတ်ထားတဲ့ကျောင်းသား300ခန့်စုရုံးဆန္ဒပြခဲ့တာဖြစ်ပြီးဒီဆန္ဒပြမှုကဩဂတ်လကကျောင်းသားတွေဥဆောင်တဲ့ဆန္ဒ ပြမှုမှာပါဝင်တဲ့လူဝင်အားလုံးများပြားခဲ့တာမရှိပါဘူး။ တမရဗရာဘူရဲ့ပထမနေ့အတွင်းစာတင်ကျောင်းတွေမှာနေလေစာအခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကိုလည်းကျောင်းသားတွေကဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဒီနေလေစာအခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကြောင့်ကျောင်းသားတွေအစာအဆိုင်သင့်မှုဖြစ်စဉ်တွေမကြာခဏဖြစ်ပွားခဲ့တာကြောင့်ဗရာဘူရဲ့အစီအစဉ်တွေဝေဖန်ခံခဲ့ရပါတယ်။နေလေစာအခမဲ့ကျွေးတဲ့အစီအစဉ်ကအစိတ်ခတ်နေတာနဲ့တူနေပါတယ်လို့ရေးသားထားတဲ့လက်ကင်ပိုစတာတွေကိုကျောင်းသားတွေကကန်ဆောင်ကဆန္ဒပြခဲ့ကြပြီးဒီအစီအစဉ်ကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ အဒီအစီအစဉ်ကိုစတင်အကောင်တွေဖော်ခဲ့ပေမဲ့မဖြစ်ချင်းနိုင်သေးတဲ့ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်လို့အသက်25နှစ်အရွယ်ဆန္ဒပြကြောင်းသားတို့ကပြောကြားခဲ့ပါတယ်။ ဩဂတ်စ်လအတွင်းကဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေမှာရဲကားတစ်စီးကပစ္စည်းပို့တဲ့မော်တော်ဆိုင်ကယာဉ်မောင်းတို့ကိုဝန်တိုက်ခဲ့တာကြောင့်ဆိုင်ကယ်သမားတေဆုံးခဲ့ပြီးနောက်ဆန္ဒပြမှုတွေအချိန်ကိုမြင့်တက်ခဲ့ပြီးဘရာဗိုအစိုးရအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။လက်ရှိမှာဘရာဗိုရဲ့ပထမနှစ်အတွင်းသူ့ရဲ့မူဝါဒတွေမှာပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုအားနည်းခြင်းကြောင့်အမဲဆက်ထင်ခဲ့ကြောင်းအင်ဒိုနီးရှားရဲ့အမျိုးသားသုတေသနနဲ့စမ်းသစ်တည်ထွင်မှုအေဂျင်စီမှနိုင်ငံရေးသုတေသည်ဝါဇာစတိုရာဟာဂျိုဂျက်ဒီက ြောကြခဲ့ပါတယ်။ရေဘူးရပြောရမယ်ဆိုရင်ဗရာဘိုဟိုအစိုးရဟာပထမနှစ်မှာပဲပွင့်လင်းမြင်သာမှုနဲ့ပြည်သူတွေရဲ့စကားသံကိုနားထောင်မှုအပိုင်းမှာအားနည်းမှုတို့ကြောင့်ဆန္ဒပြမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်လို့ဂျက်တီကဗရာဘိုရဲ့နေလေစာအခမဲ့ကျူးမွေးတဲ့အစီအစဉ်ကိုရည်ညွှန်းပြောကြခဲ့ပါတယ်။